စစ်တပ်ကကျင်းပဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲဆိုတာလွတ်တော်အစ်စ်နဲ့အစိုးရအစ်စ်တည်းရဖန်တီးပြီးအာဓမအာနာသိမ့်ယူခဲ့တဲ့မင်းအောင်လှိုင်ရဲ့နိုင်ငံတော်ပုံကမ်းမှုကိုဖျောက်ဖျက်ဖို့နဲ့တရားဝင်ပြည်ပုံကားချဖို့ကြိုးစားတဲ့အကျိုးပန်းမှုတရက်ပါဒီဖြစ်စဉ်မှာအာပေအမြောက်အဖြစ် မပါဝင်ခြင်းမှုဆိုရင်ဘယ်လိုရင်ဆိုင်ဖျက်ဆန်းကြမလဲဒီလောက်ရကို အထမြောက်အောင်ဤမျိုးစုံနဲ့ပါဝင်သူတွေနဲ့ ကူညီကြတဲ့လူပုတ်ကိုနိုင်ငံရေးပါတီနဲ့အဖွဲ့အစည်းတိုင်းဟာလဲမင်းအောင်လှိုင်ရဲ့ကြံရပါများဖြစ်ကြပါတယ်။အကယ်၍သင်ဟာမင်းအောင်လှိုင်ရဲ့ကြံရပါလဲမဖြစ်ချင်ဘူး။လက်ပြတန်တန်နဲ့နေသွားခြင်းနဲ့ဆိုရင်တော့ရွေးချယ်စရာတခုပဲရှိပါတယ်။အဲ့ဒါကတော့မဲမပေးပဲနေလိုက်ဖို့ပါပဲ။စစ်ကောင်မရှိရင်ထောင်ချောက်သဘောတရားနဲ့ရွေးကောက်ပွဲအခင်းအကျင်းကို နားလည်မယ်ဆိုရင် မင်းအောင်လိုင်းရဲ့ကြံရပါဘဝကလွတ်မဲ့နီလန်းကိုကြံဆောင်နိုင်ပါလိမ့်မယ်။အရေးဆုံးပြည်သူလူထုကို အကြကန်ကြုံသွင်းဖို့ပြင်ဆင်ထားတဲ့နီးဖြူဟာတွေကို နားလည်အောင် အသေးအချာလေ့လာသုံးသပ်ကြည့်ကြရပါမယ်။စစ်ကော်မရှင်ဟာတုံးနေကြစိတ်ဓာတ်ဆင်ဆင်ရေးဖြူဟာအတိုင်းလူထုကို ကြောက်စိတ်ရိုက်သွင်းဖို့ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းပါတယ်။ဥပဒေမှာပါတယ်တားမြစ်ချက်တွေနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင်ဇူအတင်းချိတ်ပြီးတိမ်ကြုံဖမ်းပြဖို့ကြံဆောင်ပါတယ်။ရည်ရွယ်ချက်ကတော့ပြည်သူတွေရှေ့လူဖမ်းပွဲလုပ်ပြပြီးကြောက်စိတ်ဝင်လာအောင်စိတ်ဓာတ်အစစ်အစင်ကြီးလုပ်တာပဲဖြစ်ပါတယ်။မဲမပေးပဲနေတာကိုရွေးကောက်ပွဲစမ်းကျင်တဲ့သဘောအတိတ်ပဲရှိတယ်ရောတာမန်ပြည်သူတွေရဲ့စိတ်မှာရောထွေးမှုတွေဖြစ်အောင်ဖန်တီးဖို့ကြိုးစားတာပါ။ရည်ရွယ်ချက်ကတော့ပြည်သူတွေအနေနဲ့ဘာပဲဖြစ်ဖြစ် မဲသွားပေးလိုက်တာအန်ဒီရကင်းပါတယ်ဆိုတော့ဆုံးဖြတ်ချက်ကို စေ့စော်ပေးနေတာ ဖြစ်ပါတယ်။ဒါကြောင့်ရွေးကပွဲစမ်းကြည့်ဆိုတော့လှုပ်ဆောင်မှုနဲ့မဲမပေးဘဲနေခြင်းဆိုတော့ကိုပိုင်းအခွင့်အရေးကိုအန်ဒီရမရှိအောင်ဘယ်လိုခွဲခြားကျင့်သုံးမလဲဆိုတာသိရင်မင်းအောင်လာရဲ့ကြံရပါဘဝကနေလွတ်နိုင်မဲ့လမ်းကို မြင်ရပြီလို့ထင်ပါတယ်။ရွေးကပွဲကိုမဲမပေးဘဲ ပတ်သက်ဖဲအန်ဒီယာကင်းကင်းဖြတ်တန်းဖို့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို အရင်ဆုံးအသေးအချာလေ့လာကြည့်ဖို့လိုပါလိမ့်မယ်ဥပဒေရဲ့နာမည်ကပါတီစုံ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန်တာဖြည့်ဆည်းခြင်းမှ ကာကွယ်ရေးလို့ဆိုထားပါတယ်လိုတိုရှင်းပြောရရင် ဥပဒေမှာထည့်သွင်းထားချက်တွေအရစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဟာ မဲမပေးပဲနေချင်းမှကာကွယ်ရေးကိုစိုးလို့တာမဟုတ်ဘူးဆိုတာပါပဲဥပဒေရဲ့ရည်ရွယ်ချက်ကရွေးကောက်ပွဲကို ပြက်ပြားအောင်လှုံ့ဆော်ကြိုးပမ်းတာတွေအရေးယူမယ်ရွေးကောက်ပွဲဝင်မဲ့အမတ်တွေနဲ့ရွေးကောက်ပွဲကို စီမံဆောင်ရွက်မဲ့ဝန်ထမ်းတွေကိုဥတီပြီးနှီးမျိုးစုံနဲ့တိုက်ခိုက်လာမယ်ကိုတိလက်ရောက်အန်ဒီရပေးလာမယ်ဆိုရင်စစ်ကော်မရှင်ရဲ့လုံခြုံရေးအဖွဲ့တွေက အကာအကွယ်ပေးဖို့လို့ဆိုထားတာဖြစ်ပါတယ်။အဲ့ဒီတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုလည်းအသိမှန်မပြုဘူးအမတ်တွေကိုလည်းအန်ဒီရပေးဖို့စိတ်မဝင်စားဘူးမဲယုံဝန်ထမ်းကိုလည်းအာယုံမရှိဘူးမဲမပေးဘဲသာ နေလိုပါတယ်ဆိုတော့ပြည်သူတွေအနေနဲ့အဲ့ဒီရွေးကောက်ဥပဒေပြဋ္ဌာန်းချက်တွေတဲကဂယုပြုရမယ်အချက်လေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုဂယုဆိုင်နေထိုင်လိုက်မယ်ဆိုရင် လာမဲ့အတုအယောင်ရွေးကပွဲမှာကိုဆန္ဒရှိသလိုမဲမပေးပဲအန်ဒီယကင်းကင်းနဲ့ဖြတ်သန်းနိုင်ပါလိမ့်မယ်။နံပါတ်1ရွေးကဥပဒေတဲကရွေးကပွဲကာကွယ်ရေးကိုတာဝန်ယူကြမဲ့စစ်ကော်မရှင်ရဲ့လုံခြုံရေးအဖွဲ့တွေအတွေ့ထဲသွင်းထားတဲ့လုပ်ငန်းတာဝန်ဆိုတဲ့ပြဋ္ဌာန်းချက်မှာ ရွေးကပွဲကိုထိပါစေနိုင်သည့်ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းများ၏လှုပ်ရှားမှုများအား စောင့်ကြည့်တရင်ရယူခြင်းအရေးယူဆောင်ရွက်ခြင်းများဆိုတဲ့အပိုက်ဟာ ပထမဆုံးတတိပြုရမယ့်အချက်ပါပဲအဓိကကတော့ပြည်တွင်းပြည်ပကထုံးလွှင့်နေတဲ့အွန်လိုင်းသတင်းစာမျက်နှာတွေကိုစောင့်ကြည့်နေတော့မှဖြစ်လို့အဲ့ဒီသတင်းစာမျက်နှာတွေရဲ့အောက်ကကွန်မန့်ပေါက်တွေမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနှုတ်မကြုံမိဖို့အရေးကြီးဆုံးပါပဲဒါတွေကိုမျက်စိတားထောင်စောင့်ကြည့်နေတဲ့ စစ်ကော်မရှင်ရဲ့အဖွဲ့အစည်းတွေနဲ့လော်ဘီတွေရဲ့အန်ဒီရဲလဲရှိနေတယ်လို့ကို့အတိုင်းဝိုင်းတွေကကြုံတုံးကြောက်ချလိုက်မဟဲ့ဆိုတဲ့မိတ်ဆွေစိုးတွေပတ်ဝန်းကျင်စိုးတွေကိုလည်းရှော့မတွေ့ကြဖို့တတိပေးကျင်ပါတယ်ကိုကြည့်မရတဲ့သူဒုက္ခရောက်ရင်ပြီးရောဆိုတဲ့မနာလိုစိတ်ပြင်းပြတဲ့နိုင်ငံသူ နိုင်ငံသားတွေဟာဒီတိုင်းပြည်မှာတတ်တတ်ကိုရှိတာပါနံပါတ်2 ရွေးကဥပဒေရဲ့အခန်းကြောင့်မှာ တားမြစ်ချက်များဆိုတဲ့အထက်ကရွေးကပွဲ ပြည့်စည်ရာပြည့်စည်ကြောင်းစီယုံ ဟောပြောလှုံ့ဆော်တာရေးသားဖြန့်ဝေတာဆန္ဒပြတာတွေကို တားမြစ်ထားပါတယ်တူးချင်းကျူးလွန်ရင်၃နှစ်ကနေ9နှစ်အုပ်စုလိုက်ကျူးလွန်မယ်ဆိုရင်9နှစ်ကနေ10နှစ်ထိထောင်ချပြစ်မယ်လို့ဆိုထားပါတယ်ဒါကတော့ရှင်းပါတယ်စစ်ကောင်မရှင်ရဲ့ရွေးကပွဲကို အတိမတ်မပြုတ်ကျင်လို့မဲမပေးပဲနေလို့ကြတဲ့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာရွေးကပွဲအကြောင်းတလုံးတစ်ပါးသားမှ မရေးပဲမပြောပဲနေလိုက်ရုံပါပဲအထူးသဖြင့်တော့ကိုမိသားစုထဲမှာစုံပြူပြင်းထန်စစ်ကော်မရှင်ဘက်တော်သားတတရအုပ်စုလို့အတိများတဲ့ရွေးကောက်ပွဲလိုလားသူရွေးကောက်ပွဲမှာမဝင်ရရင်သေပွဲဝင်ရမလို့ဖြစ်နေတဲ့နိုင်ငံရေးပါတီအဖွဲ့ဝင် ကိုယ်စားလောင်းပါနေတယ်ဆိုရင်ကိုပန်ဝင်းကျင်အတိုင်းဝိုင်းမှာရမ်းများတယ်မနာလိုသူတွေဝိုင်းနေတယ်ဆိုရင်ရွေးကောက်ပွဲအကြောင်းမပြောဘဲနှုတ်ဆက်နေလိုက်ဖို့လေးလေးနက်နက်တတိပေးကျင်ပါတယ်နံပါတ်3နောက်ထပ်တားမြစ်ချက်ကတော့ကိုယ်တိုင်းမဲမပေးချင်ယုံမက အများသူငါကိုလည်းမဲမပေးဖို့အဖော်ညှိကျင်တဲ့ပြည်သူတွေကိုတဲ့ရည်ညွှန်းထားတာပါမဲမပေးအောင်ဟန်တားတာချင်းချောက်တာ ဖိအားပေးတာတွေမလုပ်ဖို့တားမြစ်ထားတာဖြစ်ပါတယ်။တားမြစ်ချက်ကိုတူဦးချင်းစီကျူးလွန်ရင် ထောင်၃နှစ်ကနေ9နှစ်အဖွဲလိုက်ဆိုရင်9နှစ်ကနေ10နှစ်ထိပြစ်ဒဏ်ပေးခံရမယ်လို့ဆိုထားပါတယ်။အဲ့ဒီတော့ပထမပြောထားတဲ့ရွေးကောက်ပွဲအကြောင်းမပြောချေဆိုတာထက်နည်းနည်းပိုပြီးတတိလေးထားလိုက်ကြရအောင်ပါ။မဲပေးမှလားလို့တယောက်နဲ့တယောက်မမေးကြဘဲစိတ်ထူကိုယ်ထူအချင်းချင်း ိတ်တိတ်လေးညာညိထားလိုက်ကြမယ်ဆိုရင်မင်းအောင်လန်းကနန်းဆန်တတိုင်းပြည်လုံးကစစ်ကြုံခံရမယ်အတုအယောင်ရွေးကောက်ပွဲကို တိတ်ဆိတ်စွာညင်းဆန်နိုင်ကြမယ်လို့အကြံပေးတိုက်တွန်းလိုက်ခြင်းပါတယ်စစ်ကြုံနိုင်ငံရေးတိုးသွင်းတာကို မခံနိုင်ကြတဲ့ပြည်သူတွေကတော့မင်းအောင်လန်းနဲ့အမှုတွဲကြံရပါမဖြစ်ရအောင်ရွေးကောက်ပွဲ အကြိုကာလနဲ့ရွေးကောက်ပွဲနေ့တွေမှာမဲမပေးပဲနေထိုင်ခွင့်ဆိုတော့ ကိုပိုင်အခွေရေးကို တိတ်တိတ်ကလေးစုပ်ကရင်ဖြတ်တန်းကြရအောင်ပါ အရေးကြီးဆုံးကတော့ရွေးကောက်ပွဲအကြောင်းမပြောချေမဲပေးမှလားမမေးချေ